မဆိုင်တော့ဘူးနင်းထွက်သွားပြီပဲစတိုရီပါအားလုံးပဲအာဦးလိုက်တော့ကွာခံစားနိုင်တော့ sorry ပါဗျာလိုင်းကြပါတော်ရပါလိုင်းကြပါလို့တောင်းပါပါတယ်အုံးတော်မှမှာငါဆောင်သူကြီးမယားရွေးတဲ့ကို အလိညာမူသာတုံးကချူပြာတကားလို့နှစ်ပိုင်းလုံးနေတဲ့မင်းချစ်မစ်တာတွေ့နေလို့မြစ်တာရှင်နေပွဲကျေသာရှင်ရဲ့အတဲမာယာဝေကဘာရဲ့တဲဘူတူလာကစားရဲ့นิสัยงายบัวตองลุนิยะตาลาเว န်ဆောင်သူကြီးတဲ့ကိုလူညာတွေနဲ့ခဲ့ဖို့အလိညာမူတာတုံးကချူပြာတကလို့နှစ်တာရေးပုံနေတဲ့မင်းချင်းမစ်တာဒီလေလို့လိုင်းကြမြန်လိုင်းကြဝါလားတော်ပြီအစ်စ်သာရှင်ရဲ့အသေးမာယာရေမူတာတုံးကို ဒီကြီးထောင်မရလိုက်ပါလေဝမ်းသာပါလေတဲ့ဝမ်းသာပါလေဗျာအမုန်းစကားများတည်တန်သုံးငါရဲ့မိနဲ့ချစ်ကိုသူရှာရဲ့လူရင်တော့မော်လို့တော့မောပါမိရဲ့မိအစ်မစမန်တီရဲ့အရှုံးပေးချစ်သမားပေါ်ပေါ် ဆုံးပြီးသမားပေါ်တွင်ဟဲ့တဲ့အမြင်ပြီးမယ်စီလိုရစီမမဝလီသမီးစိန်လိုမညာမတသေးခွေတော်အမုန်းစကားများတည်တံသုံးငါရဲ့ကြားလို့မင်္ဂလာပါမင်္ဂလာရှိသောညခင်မှာ လိုင်းကမကောင်းဖြစ်နေများစိတ်ညစ်ရပါတယ်လိုင်းနဲ့လူလုံးဝေးကြတလုံးပြောရပါလားခဲ့ကျွန်တော်ပြောမယ်ဆိုရင်ကိုတို့ကတိမာတယ်လားကျွန်တော်လေးလို့ပြောလိုက်ရင်အကိုတို့ဘယ်လိုလုပ်အားပြောကြတယ်မာယာရိနေကေဘူးအလိညာမူသာတုံးငါချူ ပြာတကလို့နှစ်သားဤဖုံးနေတဲ့မင်းချင်းမစတာဒီနေ့တလို့မေတ္တာရှင်တဲ့ပွဲသစ္စာဝင်သုံးစစ်ဆိုရင်နဲ့အယောင်ပြသေးတယ်ညနေကတော့ပါတော့ဗျာတော့ပါတော့မပြောကြပါနဲ့တော့မကြားကျင်တော့လို့20ခွန်26အဲ့ပန်ဝင်းကျင်မှာ31လို့လာပြပြီဘာလို့ကနန်းမချပြီလဲ မချပေးဘဲနဲ့ဘာလို့ကျွန်တော်တို့လှည့်စားသွားတာလဲသိကျင်တာအဲ့ဒါကိုပြန်ကြည့်လားအမှန်တကယ်လို့ကျွန်တော်တို့ကလှည့်စားခံတက်လीပါစက်ကင်ကြီးလှည့်စားသမျှခံနေရတယ်ကျွန်တော်တို့ဘဝတွေပါအဲ့လိုဖြစ်နေဘယ်လိုလုပ်မီးပင်အဲ့ဒါအရင်ဆုံးကျွန်တော်တို့အနေဆုံးတော့ဗျာခြာပေးတင်တာဗောနောကျွန်တော်တို့သုံးတစ်ဆိုရဲခဏခြာပေးတင်တာဗောသုံးထိပ်မှန်လိုက်တာနော်ဟုတ်တယ်မှန်ပြီမဲ့ကျွန်တော်ပတ်သက်မရအောင်လीဗျာခဏပောက်ကွက်မဖြစ်သွားအောင် ပေါက်ခွက်ဖြစ်လိုက်ကြမှာခြီးပေါက်ဘာမှစဉ်းစားကြမလို့အဲကနန်းဆိုတုံးတက်ဆိုမနေဘူးပေါက်ကျေးဇူးပဲလိုင်းရလဲမင်းဒီသက်သက်ကောင်းမှမဟုတ်တော့ငိုးမှလိုင်းဆိုင်ဆိုင်ပါးပါးရဲ့ ကြီးမစိုးမိဘူးခဲ့ရဲ့ရှင်ကောင်လောက်လာအေးလို့ဆရာလို့တော်တော်လေးတုံးထိတော့ဝေးရလိုက်ပါလေဝမ်းသာပါလေရရတဲ့လောက်ပဲရှင်ကြပါဦးအန်ဆောင်လူကြီးတဲ့ကိုမာယာရင်းရဲ့ကေပူ ရိညာမူလာတုံးကားချူပြာတကလူနှစ်သားရေးပုံနေတဲ့အင်းချင်းမစ်တာဒီလေးလေးမြစ်တာရှင်နေပွဲသစ္စာရှိရဲ့အသေးမာယာဝင်ကပါရဲ့အသေးကိုတူလာကစားရဲ့မိစိင္းငါရေမူသာတုံးလို့နေရတာလားကိုယ် နှခမ်းမွေးကြီးနဲ့ဖဲရည်အေးလို့ဘယ်နဲ့လဲအဲ့လိုထိတ်ကြီးလေးလောက်ပါအောင်လားအကောင်းဆုံးတော့ကျိုးစားပြီးမယ်စိုက်ပြမယ်ကြရင်တို့မကြရင်မထိုးနဲ့နော်တကွက်တဲ့ဘက်တို့မှာနေလေးကြီးမထွက်နေလေးကြီးကမထွက်ရင်တကွက်တဲ့ကျုံးမလို့ဆိုတော့မင်းအချင်းမစမန်းပြီးရဲ့ရှုံးပြီးချက်မှာပေါ့ကိုယ်ရင်းဒီချက်မှာပေါ့ကိုယ် တဲ့အမြင်ဒီမယ်စီလူရာစီမောင်မဝလေးကိုညမင်းစက်ကရူရဲ့ကိုယ်ကမြန်ဆန်းလာအချိန်တော့ပေါအောင်ဥရမထောက်ကတည်းရဲ့အချိန်မှာသူကအားပေးတာဒါလည်း6နှစ်ရှိပြီးရကျွန်တော်တည်လာပြအကိုကြီးလူအများကျွန်တော်မမတ်မိပြတို့ကငါ့ဘုရားကဝမ်းသာပါလေငကမွေးနဲ့ချောင်းတယ်ဘောစစ်မေးလို့ ကဲကျွန်တော်ကနန်းတော့ပြမယ်ဗျာနော်မြင်ရတာမမြင်ရတာတော့ကဲမယ်အတက်နိုင်ဘူးကျွန်တော်လည်းအတက်နိုင်လို့တော့ပြပေးမယ်နော်ယောကင်မရာစောင်းဝန်းကောင်းဝါးနေကင်မရာမွေးပြီခေပါအကြမ်းမြင်ရေးထားတဲ့စာအုပ်နဲ့ပဲပြလိုက်မယ်နော် ျွန်တော်တို့မနက်ကိုဘာကနန်းကြိုက်မလဲဆိုတော့ကျွန်တော်တို့ဆိုကိုထိတ်လို့ကြိုက်ပဲဗျာကိုထိတ်လို့ဘာကြောင့်ကြိုက်မှာလဲဆိုတော့လိုင်းကောင်းလားလိုင်းရပြီလားလိုင်းအဆင်ပြေပြီလားအဆင်ပြေစမယ်နော်လိုင်းအဆင်ပြေလို့အတန်ကြာရင်စမယ် ဝီကနက်နောက်ဆုံးမှပြီးသွားခဲ့မယ်နော်ဝီကနက်နောက်ဆုံးမှကျွန်တော်ပြီးသွားခဲ့မယ်နော်လိုင်းစင်ပြီးပြီလားကောမလေးတယောက်တစ်ယောက်စီမှန်းညာမယ်နော်အပန်းမကြည့်ပါဘူးကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်လိုက်ကိုကျွန်တော်တော်ပြန်ကြည့်လိုက်အောင်ရှိုးလိုက်အောင်နော်စီလူရစေမမဝလေးကိုတမင်းစိန်လူပြေးပြီးကြီးတယ်โอเคပါပြေးတယ်ဆိုရင်လက်စားကိုမယ်နော် ။ဘာကြောင့်ကျွန်တော်တို့ဒီ၉ထိပ်ကိုယူပါလဲဆိုတော့ဒီ၃ထိပ်မှန်ငယ်လို့ပေါ့။ဒီ၃ထိပ်မှန်ငယ်လို့ကျွန်တော်တို့၉ထိပ်ကိုပြန်ဆွဲတာ။ဘလို့ပြန်ဆွဲရလဲဆိုတော့၃လုံးပေါင်း၁၀ကို၃လုံးပေါင်း၁၀နဲ့ရိုက်တယ်။ဒါညနေရသွားတဲ့စိုက်။၄၁၅၃လုံးပေါင်း၁၀ကို၆၉အစို့၆၉၅၃လုံးပေါင်း၁၀နဲ့ရိုက်တယ်။အဲ့လို၁၀နဲ့ရိုက်ပြီးတော့၈ထိပ်၁ထိပ်၆ထိပ်၃လုံးပေါင်း၅နဲ့ရိုက်တယ်။ပါဝါပြန်ရိုက်တယ်နော်။ လေးတင်ငါသုံးလုံးပေါင်း၁၀ကို၆၉၅၃သုံးလုံးပေါင်း၁၀နဲ့ရိုက်ပြီလို့တုံညာရဲ့ပါဝါ၅ကို၈ကဲ၁ကဲ၆ကဲသုံးလုံးပေါင်း၅နဲ့ပြန်ခေါ်တယ်၆ထိပ်စီးလို့ဒါကျွန်တော်တို့ယူခဲ့တယ်ပေါ့ဒါပထမတော့ဘုရားမှာ၆ထိပ်စီးလို့ကျွန်တော်ယူခဲ့တယ် sorry ပါ6ထိပ်စီးလို့ကျွန်တော်ပထမတစ်ပွဲမှာယူခဲ့တယ်ပေါ့ဒါဆိုရင်ဒုတိယတစ်ပွဲမှာ6 5 4 3လုံးပေါင်း5ကို 6 5လုံးပေါင်း5ကိုတက်ရခွန်ရခွန်ရ3လုံးပေါင်း5နဲ့ရိုက်တယ်ခွန်ထိပ်စီဆိုရင်တော့ဒီမှာခွန်ထိပ်စီလို့ဒီညနေပိုင်းမှာဝင်တယ်ဝင်တဲ့အချိန်မှာ3လုံးပေါင်း5ကို5ရဲ့ပါဝါကို5ရဲ့ပါဝါကို5ရဲ့5ရဲ့နှလုံးပေါင်း30ကိုနှောင်းနေမနဲ့ထိတ်နေ3လုံးပေါင်း30ရိုက်အောင်3ညထိတ်ဆိုပြီး3ည8လို့ဝင်တာ3ညထိတ်လို့ဒါကျွန်တော်တို့ကင်လိုက်တာဒါဆိုရင်ယခုဒီပွဲမှာပေါ့ ထပ်ပေးခဲ့မယ်ဆိုရင်ပေါ့နော်သုံးမိန်ကြပဲရှိသေးတယ်ခဏသုံးမိန်ကြမှာအများတန်းပေးနေပေးစားတော့ရှိတယ်ကန်စိုးကန်ကောင်းမယ်ပေါ့နော်၃ည၄ရက်၄ရက်၃လုံးပေါင်း၈ကို၃ည၄၄၃လုံးပေါင်း၈ကို၃ည၅ရက်၃ရက်၃လုံးပေါင်း၈နဲ့ရိုက်တယ်အဲ့လို၈နဲ့ရိုက်လို၈ကပါဝါကိုကျွန်တော်တို့က၃လို့ယူမယ်ဆိုရင် ၃ည၄နှလုံးပေါင်း၄ရှိလို့အခုမနဲ့ထွက်မဲ့ထိတ်စီးနဲ့သုံးလုံးပေါင်း၃ဖြစ်အောင်ဆိုနှလုံးပေါင်း၄ရှိရတဲ့ကျွန်တော်သုံးမယ်ဆိုရင်၉ထိတ်စီး၉ထိတ်စီးလို့ကျွန်တော်တို့ကင်လိုက်တဲ့အချိန်ပါဗောနော်ကဏ္ဍကြလာတယ်ကြမယ်တခုမင်းအောင်ကျွန်တော်ပြပြမယ်ရန်လို့ရအောင်ပြပြနော်ရန်လို့ရအောင်ပြပြလာသုံးလုံးပေါင်း၆သုံးလုံးပေါင်း၆သုံးလုံးပေါင်း၆ဆိုရင်၃နောက်ပိုင်း63ဆိုတဲ့ကဏ္ဍပြန်ထိုးလို့ရတယ် ဒီမှာက3ကိုလို့ထွက်တာ63ဆိုတဲ့ကဏ္ဍပြန်ထိုးပါမအားနဲ့တဲပဲထိုးကိုထိတ်နဲ့63ဆိုပြီးပြန်ထိုးအဲ့ဒါကိုကျွန်တော်တို့ကအဲ့လိုမခေါ်ဘူးဗျာတခြားနည်းနဲ့ပြန်ပြောင်းခေါ်မယ်3လုံးပေါင်း6ကို653 3လုံးပေါင်း6ကိုဒီ3လုံး6ထားလာပေါ့ဒါစဉ်းစားရအောင်နော်653 3လုံးပေါင်း6ကို6 5 5 3လုံးပေါင်း6တင်ပေါ့ ငါးထိပ်စီးငါးနောက်ပိတ်လို့ဝင်တယ်65လို့အပြေးရိုက်တယ်ဒါဆိုရင်ဒုတိယဘွင်းမှာဒီ3လုံးပေါင်း6 9 4 3 3လုံးပေါင်း6ကို9 4 3လုံးပေါင်း6ကို1ကယ်1ကယ်ခွန်ရ3လုံးပေါင်း6တယ်8နောက်ပိတ်လို့ဝင်တယ်80လို့ဖြုတ်တယ်နော်ဒါဆိုရင်ယခုဒီဘွဲမှာပေါ့ဆက်ပေးခဲ့မယ်ဆိုရင်ဆက်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့က 3ညရယ်3ရယ်6ရယ်ပေါ့3ည63ဆိုတယ်3လုံးပေါင်း2လို့ပေးတယ်3လုံးပေါင်း2လို့ပေးလို့ဒီ3လုံးပေါင်း2မယ်ဆိုရင်မနဖန်က6နောက်ပိတ်6ဘူးဆိုတဲ့ကဏ္ဍတကွက်ပဲထိုးမယ်ကြိုက်ရင်လည်းထိုးမကြိုက်ရင်လည်းမထိုးကြနဲ့ဘောနော်အနှစ်ချုပ်ကိုပြန်ပြမယ်၄၅၁၃၃လုံးပေါင်း၁၀ဟိုဒီ၃လုံးပေါင်း၁၀လို့ရိုက်တယ်၆၉၅၃လုံးပေါင်း၁၀လို့ရိုက်တယ်အဲ့လို၁၀လို့ရိုက်ပြီးတော့ ဒီသုံးလုံးပေါင်း5လို့ပြန်ရတယ်8 1 6သုံးလုံးပေါင်း5လို့ပြန်ရတယ်6ထိပ်စီးလို့ဝင်တယ်အဲ့လို6ထိပ်စီးလို့ဝင်လို့8ရယ်9ရယ်3ရယ်သုံးလုံးပေါင်း6ကိုဒီသုံးလုံးပေါင်း6တယ်ပေါ့6 5 5သုံးလုံးပေါင်း6တယ်9နောက်ပိတ်နဲ့65လို့အပြီးရိုက်ခဲ့တယ်ဒီမှာတပွဲ654 654သုံးလုံးပေါင်းကျွန်တော်တို့9ကို1ခွန်ခွန်သုံးလုံးပေါင်း9နဲ့ရိုက်တယ်အဲ့လို9နဲ့ရိုက်ပြီးလို့9ရဲ့ပါဝါဟုတ် 9933ညသုံးလုံးပေါင်း10နဲ့ပြန်ရိုက်တယ်။3ညထိတ်လို့ဝင်တယ်။3ညထိတ်လို့ဝင်တဲ့အချိန်မှာ9ရေ4အစား9ရေခွန်ရေ4ရေသုံးလုံးပေါင်း6ခု9ခွန်4သုံးလုံးပေါင်း6ခု10ရှစ်ခွန်သုံးလုံးပေါင်း6နဲ့ရိုက်တယ်။3ညရှစ်လို့ရိုက်တယ်။ဒါဆိုရင်ယခုဒီဘွဲမှာမနက်ဘွဲမှာပေါ့3ညရေ4ရေ4ရေသုံးလုံးပေါင်း8ခု3ညလေးလေးသုံးလုံးပေါင်း8ခု 3953 3လုံးပေါင်း8နဲ့ဖြုတ်ပြီးတော့8ကပါပါ3မယ်ဆိုရင်3904ရယ်တပင်ကျော်ထိတ်စီးနဲ့3လုံးပေါင်း3ဖြစ်မယ်ဆိုရင်6ထိတ်စီး6ထိတ်စီးလို့ကျွန်တော်တို့ယူတဲ့အချိန်မှာ3ရယ်3ရယ်9ရယ်3လုံးပေါင်း2ကိုဒီ3လုံးပေါင်း2မယ်ဆိုရင်2လုံးပေါင်း3ရှိရအတွက်2မယ်ဆိုရင်6နောက်ပိတ်6ဘူးဆိုတဲ့ကနေတကွကြိုက်ရင်လည်းထိုးကြပါဗျာမကြိုက်ရင်လည်းမထိုးနဲ့ကျွန်တော်တို့မနက်ဖက်က6ထိတ်စီး 63ကိုရံမဲ့ကိုဘူးတခွက်သေးပဲထိုးမယ်ဗောနော်အာဇာလည်းမလိုတဲ့အပူနော်အာဇာမလိုတဲ့အပူကျွန်တော်အပူပေးခဲ့ပါတယ်နော်63ကိုလည်းထဲပဲထိုးမယ်ဗောနော်ဟာနှစ်ကွက်လုံးထဲပဲထိုးမယ်မအောင်ဘူးဗျနော်မပေါ့ရင်နေပလိစီဗျနော်မပေါ့ရင်နေပလိစီ63နဲ့6ဘူးနဲ့တခွက် sorry နော်ဒီနှစ်ကွက်ပဲထိုးမယ်ဗျာအာအရင်တခွက်စာပဲရှိတယ်ဗောနော် အာဗျာမလို့ကိုဘူးနဲ့ကိုသုံးနဲ့နှစ်ကွက်ပဲထိုးမှာကိုးထိတ်စီကြိုက်တယ်ဒါကြိုက်ရင်လည်းထိုးကြပါဗျာနော် မကြိုက်ရင်လည်းမထိုးနဲ့မူဆိုင်ရမြင်တာတွေ့တာကိုပဲချပြတာကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့ကျွန်တော်ကိုယ်တိုင်လည်းအပိုင်မသိဘူးအလောင်းကစားပြတဲ့အတွက်အရှုံးနိုင်တော့ရှိတယ်အရှုံးမြက်ကိုလက်ခံနိုင်မှစော့ကြနော်ဒါဆိုတော့ကျွန်တော်တို့မွေးကနန်းစိုက်ကိုပြောမယ်မွေးကနန်းစိုက်ကိုပြောမယ်ဆိုတော့မွေးကနန်းစိုက်ကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ကနန်း၃ဝက်ထွက်တယ် เนาะ1 3ရယ်1 5ရယ်1 9ရယ်ဆိုပြီးတော့ခဏ3ဘက်ထွက်တယ်အဲ့လိုခဏ3ဘက်ထွက်တဲ့အချိန်မှာကျွန်တော်တို့ကလက်ရှိမှာအခုခဏတစ်ခွက်ပဲထွက်တယ်အဲ့ဒီမူဆိုင်ကပဲเนาะအဲ့ဒီမူဆိုင်ကတစ်ခွက်ပဲထွက်တယ်ဒါအကျိုင်းနဲ့တက်တဲ့လူထိုးဖို့ပြပြတာမွေးကနန်းတပတ်လုံးသာမွေးကနန်းအခုတင်းနေတာနေတရက်ပြီးသွားပြီဆိုအင်္ဂါဗုဒ္ဓဘူးတောက်ကြံဆိုပြီးကနန်း3ရက်6ကြိမ်သာထိုးရမယ်41ဆိုတဲ့ကနန်းတစ်ခွက်ပဲထိုးမှာ အာရုံထုတ်ပေါ့နော်41ဆိုတဲ့ကဏ္ဍမွေးကဏ္ဍတကွက်တဲထုတ်မယ်ဘုံတဘူးမကျော်ကိုးထိပ်စီတပွဲရှိတယ်အခုကကိုးနောက်ပဲထွက်တာကိုးထိပ်စီတပွဲရှိတယ်ဒီနေ့မနက်ဖန်ကမထွက်ရင်တပခါမနက်ကျင်းတွေကိုးထိပ်စီထွက်လာလိမ့်မယ်နော်မွေးကဏ္ဍက41တကွက်တဲပေါ့နော်မွေးကဏ္ဍက41တကွက်တဲထိပ်စီသီးသန့်တစ်လုံးနဲ့လိုက်ရှင်တဲ့လူကကိုးထိပ်စီတစ်လုံးနဲ့သီးသန့်လိုက်လို့ရပါတယ် မနဲ့မထွက်ရင်ညနေနှောင်းနေအတွက်ပါဗုဒ္ဓဟူးနေ့အထိပေါ့နော်ဒါပေမဲ့ကျွန်တော်ပေးထားတဲ့အခွေက အခွေသမားတွေပါမယ်ဆိုရင် အခွေကို ထိုးပါထိုးပါလို့ကျွန်တော်လိုက်မပြောဘူးကျွန်တော်လည်းလာမမင်းနဲ့ကျွန်တော်ဖြေးမှာမဟုတ်ဘူးအခွေထိုးကြရှိတာထိုးပုံမှန်တိုင်းထိုးပုံမှန်ထက်တင်ထိုးရင်ထိုးလို့ရတယ်အမှန်တကယ်ညနေကအခွေတောင်ပြီးပြီထင်တာအခွေမပြီးတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မတက်နိုင်ဘူးကံပဲ အတိကကဟိုလိုက်ရဲမှ အမျက်ရမှာအရှုံးနိုင်တော့ရှိတယ်လက်ခံနိုင်မှာဆော့ကျွန်တော်တခုပြောအောင်မယ်ခင်ဗျားတို့ငွေပြန်မအမ်းမေးဘူးနော်ဒါပေမဲ့ကျွန်တော်ရှိမှငွေပြန်လာတောင်းရတယ်ကျွန်တော်လွှဲပေးလိုက်တယ်နှစ်ယောက်ရှိတယ်နော်ကနန်းကိုနှစ်ပတ်ဆက်တိုက်ယူတယ်ဒါပေမဲ့ကနန်းကမထွက်တော့ပါဘူးဒါထွက်တော့ထွက်တယ်ဗျာထွက်တော့တော့တောက်ကြနေမှထွက်သွားတာကျွန်တော်တုံညာဘူးဆိုတဲ့ကနန်းတောက်ကြနေမှထွက်သွားတာကနန်းမထွက်ဘဲနဲ့တော့မနေဘူးကျွန်တော်အခွေကြီးက ထွက်တယ်နောက်ကြတာနဲ့စောတာပဲရှိတယ်ဒါပေမဲ့နောက်ကြသွားတဲ့အတွက်ကျွန်တော်ဘာမှမပြောဘူးဒီဘက်အခွေစားတွေပြန်ပေးထားတယ်ငွေပြန်အမ်းမှာမဟုတ်ပါဘူးကြိုပြောထားတယ်နော်ငွေပြန်အမ်းမှာမဟုတ်ဘူးလာလည်းမတောင်းနဲ့မပေးလည်းမပေးပါဘူးနော်နှစ်ပတ်ဆက်တိုက်ယူပြီးမှလာပြီးတော့ပြန်တောင်းမနေနဲ့မရဘူးနော်အဲ့ဒါအောင်နားလည်ပေးမယ်လို့တော့ထင်တယ်အာအာမခံမှုအာမဟိုဟာရှိမှုကကျွန်တော်ကိုယ်တိုင်ထိုးတာကိုကြည့်သိကျင်နေဆိုရင်လာမီးကျွန်တော်ကိုယ်တိုင်ထိုးတာပြတယ် တို့30ရှုံးတယ်ဆိုတာကျွန်တော်ပြီးခဲ့တဲ့ဘက်ကတချိန်ထိုးစရာပဲရှိတယ်။လာတောင်းတဲ့လူကျွန်တော်ပြတယ်။နော်လာတောင်းတဲ့လူကျွန်တော်ပြတယ်။ဒါကကျွန်တော်ရဲ့စိတ်ရင်းစေတနာအမှန်နဲ့ပြောပြတာ။နော်သူများကိုပေးပြီးကိုကိုတိုင်းမထိုးရတဲ့ကောင်ထဲမှာကျွန်တော်မပါသလိုနော်သူများတက်ကောင်ဆရာကြီးတီးတန့်လှုပ်ပြီးတော့ဓာထိုးပါဟိုပါထိုးပါဆိုပြီးအာမချောင်းဘူး။ ားနေတဲ့ကဏ္ဍလေးပြောရပါတယ်အားနေတဲ့ကဏ္ဍကိုပဲကိုကိုအားနေတယ်ဒါမဲ့ကျွန်တော်ကိုကြိုက်တယ်ဘာကြောင့်ကြိုက်လဲဆိုထိုးသားဘွားမှာအသေးသက်မရှိဘူးအဲ့ဒါမှတ်ထားနော်ထိုးသားဘွားမှာအသေးသက်မရှိဘူးကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောပြကြွားကြီးစိုက်နေတဲ့ကွာပြတယ်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့အင်းကမ sorry ဘုဒ္ဓဘုံမကျော်ကိုထိတ်ရှိတယ်ကိုကိုကြိုက်တယ်ထိုးပါနော်အခုလူတွေတော်တော်များလိုက်နေလေးကိုလိုက်တယ်လေးရဲ့ပါဝါကိုဆိုပြီးခြာသွားနိုင်တယ် ပြားနော်လက်ရှိအပူးမွေးခြင်းတဲ့သူများရှိတယ်ဆိုရင်ခွန်ဘူးတစ်ခုလိုက်မွေးပါနော်ဆိုပါစို့ရမွေးကလေးနှစ်ကွက်ပဲထားပါတော့ခွန်ဘူးနဲ့လေးတင်နဲ့နှစ်ကွက်လို့ပဲခမယောက်စီတဲ့မှာတတ်မှတ်လိုက်နော်ခွန်ဘူးနဲ့လေးတင်နဲ့နှစ်ကွက်လို့ခမယောက်စီတဲ့မှာတတ်မှတ်လိုက်နော်နှစ်လာနိုင်လားအခုနှစ်ကလာနိုင်လားဆိုတော့အခုကျွန်တော်ပြောပြမယ်ဒီကနေ့ဘွဲမာတွေကအသေးထိတ်ကကျွန်တော်တို့တစ်ချိန်မှမစင်ဘူးတစ်ထိတ်ဆိုတဲ့တစ်ချိန် တင်ငားနဲ့တစ်ခွန်ဆိုတဲ့ကနားနှစ်ချိန်ပဲဆင်းတာအသေးထိပ်ကမှတ်ထားဓာတ်ပတ်လုံးမှာအသေးထိပ်နှစ်ချိန်ဆင်းရင်နောက်တစ်ပတ်မှာကျွန်တော်တို့လှုပ်သွားလိမ့်မယ်တစ်နှစ်၃လေးဆိုတဲ့အဲ့ဒီထိတ်သေးရမယ်ပတ်လည်ကစားသွားလိမ့်မယ်ကြော်ရင်ကိုးဗျာ6ခွန်8 6ခွန်8နော်အဲ့ဒီထိတ်စီလာဖို့အတွက်တော်တော်အားနေတယ်လာနိုင်ကြီးလဲမင်းမရှိသလောက်ရှားမယ်ဗျာနော်ဒါပြောပြတာ ကိုတိတလောက်မှတ်တလောက်ကိုပြောပြတာမင်းဆရာကြီးလားလို့မမေးနဲ့ကျွန်တော်လည်းအတိအကျမသိဘူးကျွန်တော်လည်းစက်ကင်မဟုတ်ဘူးနော်မင်းဆရာကြီးလားလို့လောင်မေးနဲ့ကျွန်တော် အတိအကျမသိဘူးလေကျွန်တော်လည်းစက်ကင်မဟုတ်ဘူးခမရလည်းအတိအကျမသိဘူးမသိတဲ့လူကမတတ်တဲ့လူကဆရာလုပ်တယ်လို့ခမရတို့ပြောရင်ပြောလိမ့်မယ်ကျွန်တော်တို့ကဒါပေမဲ့နီးစနစ်အရာနဲ့အတွေ့အကြုံရမှာကျွန်တော်တို့ကအများကြီးတာတယ်ပြောပြရနော်ဒါကိုလူတွေနားလေတယ်ဖို့ပြောပြရနော်အားလုံးပဲအခုကြည့်နေတဲ့ view က၄00အားလုံးပဲ စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပြီးတော့အဆက်ဆက်ရရအစဉ်ပြေနိုင်ကြပါစေဗျာနော်အခုမနက်ခင်းမှာထိုးရမှာက9ဘူးနဲ့9တုံးနဲ့ကနန်း2ကွက်မွေးကနန်းက9ထိန်း sorry ခွန်ဘူးနဲ့၄တင်းနဲ့2ကွက်ပေါ့နော်အားလုံးပဲကံကောင်းပါစေအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်တော့နေ့လေးတနေ့ဖြစ်ပါစေဗျအားလုံးပဲပါပါနော်ဖုံးဝါးတွေမရှိတော့လို့ဗျာ